စန္ဒကိုမျိုးသိပ်ထားလိုက်ပါရီမန်းချက်ပန်းနိုင်ကိုရောက်ရှိဖို့အတွက်စ조사နေချိန်မှာတင့်အတွက်မလိုအပ်တဲ့အရာတွေကိုဂယုဆိုင်ဆိုင်မနေပါနဲ့တင့်ရဲ့ရီမန်းချက်တွေလွဲချော်သွားတတ်တယ်စ조사ရုံးကန်နေရာချိန်မှာတပားတူတွေရဲ့အထင်ကြီးခံရဖို့လုံနေရဲ့အပေါ်အလောက်တွေကိုရက်တံပါဥပမာမလိုအပ်ဘဲနဲ့ဈေးကြီးတဲ့အသုံးအဆောင်တွေကိုဝယ်သုံးတာမျိုးတွေကိုစိုးလို့တာပါအဲ့ဒီဝယ်သုံးမဲ့ပတ်စံတွေကို ကိုဘဝအတွင်အမှန်တကယ်လိုအပ်တဲ့နေရာတွေမှာရင်းနှီးမြုပ်နှံလိုက်ပါဒါကပို့ပြီးအကျိုးရှိစေပါတယ်ကိုရဲ့ပုံစံကချမ်းသာတဲ့ပုံပေါက်နေဖို့မလိုပါဘူးချမ်းသာတဲ့သူတယောက်ဖြစ်ဖို့ပဲအရေးကြီးလာပါဖတ်ခဲ့ဘူးလေပုံမြင်လေးတပုတ်ထဲကလိုချမ်းသာဖို့ကြိုးစားနေချိန်မှာယုံတကောငါးချက်မဝယ်ပါနဲ့လိုချင်တဲ့စန္ဒကိုမျိုးကြည့်ထားလိုက်ပါတင်ချမ်းသာသွားပြီလားယုံတကောငါးထောင်ဝယ်လိုက်ပါ တင့်အတူလိုချင်တောင်တွေဝယ်ဖို့နောက်ဆန်တင့်စီရမလိုတဲ့အချီနေဖြစ်ဖို့ဆိုရင်ကြိုးစားပါရှာဖွေပါခြွေတားပါစုဆောင်ပါ